အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ28ရက်နေ့နောက်ဆုံးရအာဆီယံမနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ထမအုံတင်တဲ့ဘုတ်ကတော့ဘရာဇီးသတင်းတောက်ဘရူနိုလီမိုဖော်ပြထားတဲ့ breaking news သတင်းနဲ့ပဲကျွန်တော်သွားလိုက်အောင်အဲ့ဒီသတင်းကတော့အာဆင်နယ်ရဲ့လာမယ့်နေရာဒီမှာအလွန်နဲ့ထွက်ခွာသွားနိုင်ချေရှိတဲ့ဂျော်ဂျင်ယူနဲ့ပတ်သက်ပြီးဖော်ပြထားပါလို့ဂျော်ဂျင်ယူရဲ့ကိုယ်စားလှယ်နဲ့အာဆင်နယ်သင်းတာဝန်ရှိတွေကြားထဲမှာလာမယ့် ီကစားမစာချုပ်တတန်ကိုဆိုမဲ့ဂျွန်လာ30မတိုင်မှနေစောစောစီးစီးစာချုပ်လက်ချက်ကိုဖျက်သိမ်းသွားဖို့ပြင်ဆင်နေတယ်။ဘာကြောင့်လဲဆိုတော့ဘရာဇီးကလပ်ဖလာမင်ဂိုအသင်းစီကိုဒီကစားမကမေလာထဲမှာနေပြောင်းရွှေ့သွားချင်တာဖြစ်တဲ့အတွက်ဆိုဖော်ပြထားတယ်။ကစားမသွားချင်တယ်ဆိုတာတဖက်အသင်းနဲ့ကစားသမားကြားထဲမှာဒါအချိုးစည်းဝါကိစ္စစောစီးစာချုပ်ချော့မဲ့အပိုင်းတွေရှိတယ်။အဲ့အတွက်လည်းအာဆင်နယ်ကကစားသမားကိုဆက်ပြီးမထားတော့တာကျင်းသေးသွားတာဖြစ်တဲ့အတွက်စောစီးစာချုပ်ဖျက်သိမ်းနေလိုက်မှာ။ကျွန်တော်တို့ကကြံခဲ့တဲ့ဒီ2024မေလ 6ရက်နေ့တုန်းကဒီကစားသမားကိုတစ်နှစ်စာချုပ်ချုပ်ခဲ့တယ်နောက်မှာတော့အလူလျောက်တက်တန်းတုတ်ကိုတစ်နှစ်စွာပါတယ်ဒါပေမဲ့အဲ့တက်တန်းတစ်နှစ်ကုန်သွားပြီတဲ့ခါမှာတော့ကြံတဲ့အလူလျောက်တက်တန်းတုတ်ကိုတစ်နှစ်ကိုအာဆင်ရောကစားသမားရောတက်တန်းတိုးဖို့အတွက်ဒါအသက်သွင်းနိုင်ခြင်းမရှိရတဲ့နောက်မှာတော့ဒီစာချုပ်ကအသက်မွေတော့ပဲနဲ့ဒီစာမောက်တော့ကျွန်တော်တက်နှစ်ထင်းနေတယ်ဒါ အလွတ်နဲ့ပြောင်းရွှေ့သွားတော့မှာပေါ့လေအဲ့တော့ဂျော်ဂျီညိုကတော့ဘရာဇီးကလပ်ဖလာမင်ဂိုအသင်းစီကိုမေလာရဲကနေထွက်ခွာသွားတော့မယ်ဆိုပြီးတော့ဘရာဇီးသတင်းထောက်ဘရူနိုလီမုတ်ကဖော်ပြထားပါတယ်တပတ်ကိုပေါင်တသိန်းတပေါင်းအာဆင်နယ်မှာရနေပြီတစ်နှစ်ကိုပေါင်9.8တန်းရနေဒီကစားသမားကိုအာဆင်နယ်ကအလွတ်နဲ့လက်လွတ်လိုက်ရပြီမဲ့လောက်ခလာစားပိုင်းမှာတော့အများကြီးအသင်းက တက်တာသွားတယ်ထပ်ပြီးရောက်လာမဲ့လူတစ်တစ်တက်ဆိုလို့ရှိရင်လည်းလောကသာရှင်းပေးနိုင်မယ့်အနေအထားဖြစ်သွားပါလေအဲဆို33နှစ်ရဲ့အီတလီသားတော့ဒီရာဒီမှာ26ပွဲမှာ16ပွဲပွဲထွက်ကစားထားတယ်တကောသွင်းထားပါတယ်မနစ်ကတော့38ပွဲကစားထားတယ်ဒါပေမဲ့ပွဲ20ပွဲထွက်ထားပြီးတော့တကောသွင်းနှလုံးဖိုင်ထားတယ်ဒီရာဒီမှာတော့သူ့ရဲ့အခန်းကဏ္ဍတော်တော်လေးနည်းပါးသွားတယ်ပြောလို့ရတယ်ပါတီချန်ဟိုင်မှုအပြည့်ပြန်ဖြစ်လာတာဒီကလရိုက်နဲ့မာတင်အိုဒီကက်အပြုံမှာအသင်းရဲ့ကွင်းလင်းမှာကောက်ကောက်ဆော့နိုင်တဲ့မိန်လိုလိုပလေယာမျိုးတွေရောက်လာတာခိုင်ရန်ဘက်လိုပလေယာမျိုးတွေရှိနေတာကလည်းဂျော်ဂျီညိုကို ရန်ဖန်ရန်ကရန်ကောင်းနေပဲထပြီးဝင်လာစီတာပေါ့လေအဲဆိုဘရန်ဖို့အသင်းနဲ့ပွဲစဉ်မှာရခဲ့တဲ့နိုင်ရိုးတန်အကြောင်းလက်ရှိချိန်ကြီးတော့စီနီယာအသင်းနဲ့ပြင်းပြီးမပူးပေါင်းနိုင်သေးဘူးဒီကစားမောက်တော့အာဆင်နယ်ကလာမယ့်လူစည်းကမတိုင်မီဖလာမင်ဂိုအသင်းကိုလက်လွတ်ပေးသွားဖို့ရှိတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါသတင်းထောက်နီကိုချီယာဖော်ပြထားပါဘောလေဒါကတော့အာဆင်နယ်သင်းကသုံးဘက်ပါတီနဲ့ပတ်သက်ပြီးစာချုပ်တစ်တရားဝင်ပေးလိုက်ပြီဆိုပြီးသူကဖော်ပြထားတယ်။သူကတော့ခိုင်ခိုင်မာပြောထားတာဒီသတင်းထောက်တစ်ယောက်ပဲဒီသတင်းနဲ့ပတ်သက်ပြီးဖော်ပြထားတွေ့သေးတယ်။အခြားနာမည်ကြီးသတင်းထောက်တွေဖြစ်တဲ့ Onstein တို့ Romano တို့တော့ဒီသတင်းတတ်မလာသေးဘူး။သူကတော့ခေသူတော့မဟုတ်ဘူးဗျ။အရင်တုန်းကကျွန်တော်တို့ဒီ Color Fury အပြောင်းရွှေ့မှာတော့ဇူလိုင်အစောပိုင်းမှာတင်ဒီကစားမအပြောင်းရွှေ့ဖြစ်ပြီဆိုပြီးတင်ခဲ့ဘူးတဲ့သတင်းထောက်တွေတရားတစ်ယောက် မှန်တဲ့အခိုင်လည်းရှိရယ်တခိုင်တော့လည်းသတင်းထောက်ဆိုတာမှားတဲ့အခိုင်လည်းရှိရယ်အဲ့တော့ तू ကတော့လောလောဆယ်တော့ follower ဒါ Twitter မှာ3သိန်းကျော်ရနေတဲ့သတင်းထောက်တစ်ယောက်ပဲနာမည်တခုရှိရယ်ဗောလေအဲ့ तू ဖော်ပြထားတဲ့သတင်းရဆိုတော့သောမတ်ပါတီကိုအာဆင်နိုကစာချုပ်တက်တန်းတိုးဖို့ကမ်းလှမ်းလိုက်တယ်2026ခုနှစ်ထိတစ်နှစ် contract အဲ့မှာမှကြိုက်လို့ရှိရင်လိုလျောက်တက်တန်းတို့ကတစ်နှစ်အရှိကဂျော်ဂျီနိုပုံစံအတိုင်းပဲပေါ့လေနှစ်နှစ် contract ဆိုမဲ့တစ်နှစ်ပဲတရားဝင်ချုပ်ထားတာနောက်တော့မှအသင်းရဲ့ကစားသမားရဲ့သဘောတူညီလို့ရှိရင်နောက်တစ်နှစ်ကအသက်သွင်းရမယ်ဆိုတဲ့အချက်ဒါကြောင့်မို့2029ခုနှစ်တည်ရှိတဲ့နှစ်နှစ်စာချုပ်တစ်ခုကိုကစားသမားကိုပေးပို့ထားကြသည့်ရတယ်တာဝန်ရှိသူရဲ့လက်ရှိချိန်ထိပါတီနဲ့ကနဦးအဆင့်ဆွေးနွေးမှုတွေလုပ်နေပြီးတော့လားစာကိစ္စဘာညာလို့အတိအကျမသိရသေးဘူးဆိုပြီးပြောသွားတယ်ပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုအစီအပြင်နောက်ထပ်ထပ်ပြီးတော့ ာချုပ်ထပ်မံပြီးကံလန်းသွားပွဲလေးရှေ့ဆိုပြီးတော့နီကိုလိုချီယာကတော့ဖော်ပြထားတယ်ဗောလေအဲ့တော့32နှစ်ရဲ့ဂါနာသားကတော့ဂျွန်လ73ရက်နေ့မှာဒါအသက်32နှစ်ပြည့်မယ်အသက်ရွယ်တော့အရင်မကြည့်ဘူးပါတီနဲ့ပတ်သက်ပြီးကျွန်တော်စိုးရင်ကအင်ဂျူရီရောက်သွားမှတစ်ချက်ပဲသူ့ရဲ့အသက်ရွယ်ဘယ်လောက်ပဲကြီးလာပါစေသူ့ရဲ့ XPR နဲ့ကွင်းလမ်းမှာကောင်းကောင်းလေးဟန်တဲလုံထားနိုင်ခဲ့တယ်။ Real Madrid နဲ့နှစ်ကျော်လုံးမှာပါတီဘလောက်ကောင်းလဲဆိုတော့ကြောညူကိုတီးပြီးသားဒီဒီယာစီလုံးပါတီဒီအာဆင်နယ်တင်းအတွက်48ပွဲတော့ကစားခဲ့တယ်။ဒါကကြံခဲ့တဲ့ရာသီကဆော့နိုင်တဲ့ပွဲတွေတဆိုင်အများကြီးတိုးလာခဲ့တာ။အဲ့တော့ဒီရာသီမှာ၄ဂိုးသမီးနှလုံးပိုင်ထားတဲ့အဝါကတ်9ကတ်ထိထားတယ်။အဲ့ဒီမှာ Premier League မှာ၄ကတ်၊ Champions League မှာ၃ကတ်အဲအကြောင်းကိုလည်းလာမဲ့ CE Final နဲ့ ကိုအိမ်ကွင်းမှာအက်ခံစားမဲ့ PSG အသင်းရဲ့ပွဲစဉ်မှာတော့ပါတီကိုကျွန်တော်အသုံးပြုလို့မရဘူးပေါ့လေချန်ပီယံလိမှာအဝါသုံးကပ်ဖြစ်သွားခဲ့တဲ့အတွက်ဒီရာသီအာဆင်နယ်အသင်းမှာသူရောက်လာခဲ့တဲ့အကောင်းဆုံးရာသီကိုလုံးနေခဲ့တဲ့ပါတီကတော့ရောက်ရောက်ချင်းရာသီတုန်းကဒဏ်ရာတွေကြောင့်22ပွဲလွှဲချော်ထားခဲ့တယ်2021 22ဘလုံးရာသီမှာ19ပွဲလွှဲချော်ထားတယ်2020 23ဘောလုံးရာသီမှာ6ပွဲပဲလွှဲချော်ထားပြီးတော့မနစ်ကတော့34ပွဲအထိ ဒဏ်ရာကြောင့်လွှဲချော်ထားတယ်။ဒီရာသီမှာတော့ဒဏ်ရာကြောင့်တပွဲပဲလွှဲချော်ထားပြီးတော့ကြန့်ခတ်မှုအပြည့်နဲ့ပွဲ40ကျော်ကျော်အခု48ပွဲဆိုပွဲ90နီးပါးအသင်းတွေဆော့ထားပါလေ။ကျွန်တော်ဒီသတင်းကိုအမှန်တကယ်ဖြစ်စေချင်တယ်။အသင်းတွေရောသူ့အတွက်ရောဒါနှစ်နှစ် contract ဆိုပေမဲ့တရားဝင်တစ်နှစ်ကြိုက်လို့ရှိရင်လူလောက်တက်တန်တုတ်ကိုတစ်နှစ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသမောက်လက်ရှိလောက်ခရစာလေးနဲ့ပေးပြီးထက်ချုံနိုင်တော့ပိုကောင်းတာပေါ့လေဒါပေမဲ့ကျွန်တော်ဘလောက်လောက်ခရစာဆိုတော့မသိရသေးဘူး ဒီတရင်ကလည်းကနဦးစောစောထွက်လာတာဖြစ်တဲ့အတွက်မှန်ဖို့ရာကိုင်းတော့များလို့တော့ထင်တယ်။ဒါပေမဲ့နံပါတ်ကြီးတရင်ထောက်တွေမတင်သေးတာဖြစ်တဲ့အတွက်ကနဦးတရင်အဖြစ်ပဲနားဆင်ပြပါခင်ဗျာ။ဒီတရင်ကိုတော့ဒါတရင်ထောက်နီကိုချီယာစီကနေကျွန်တော်ကကူးယူဖော်ပြပေးတာပါ။တတိယမြောက်တရင်တစ်ပုဒ်ကတော့ဒါအာဆင်နယ်ဖန်တက်စတစ်ညူးကဖော်ပြထားပါလေ။ဒါလည်း breaking news ပဲ။အဲ့ဒါပါလဲဆိုတော့လာမယ့်မေလ16ရက်နေ့ညူးကဆယ်အသင်းနဲ့ပွဲစဉ်မတိုင်မီမှာအာဆင်နယ်ကအင်ကွင်းချစီတစ်ကိုမိတ်ဆက်မယ်။မထူးဆန်း ။ဘာလို့လဲဆိုတော့ဒီရသပရီးမီးယားလိမှာအာဆင်နယ်တဲ့အိမ်ကွင်းချာစီဝုတ်ပြီးကန်လို့ရမှာကအဲကာဆင်နယ်ပွဲပဲကျန်တော့တယ်။ပရီးမီးယားလိပွဲစဉ်38မှာကျွန်တော်တို့ဒီဆောက်တာတန်နဲ့ကန်ရမှာဆိုရင်အဲ့ဒါကအဝေးကွင်းပွဲစဉ်ကြီး ဲ့တော့အင်ကွင်းမှာအခက်ကစားမဲ့ပရီးမီးယားလိပွဲစဉ်39မှာဆိုရင်တော့ကျွန်တော်တို့ကလာမယ့်ရည်ဂျာစီကိုမိတ်ဆက်နဲ့တခါတည်းထုတ်ပြီးဝတ်သွားမယ်ပေါ့လေအဲ့မတိုင်ခင်နည်းနည်းရက်စောပြီးတော့မိတ်ဆက်သွားဖို့ရှိတယ်တခါတည်းအဲ့ဒီမိတ်ဆက်တဲ့နေ့မှာပဲအသင်းရဲ့အရေးပါတဲ့ကစားသမားတွေရဲ့လက်မှတ်ထိုးတဲ့ official signing ကိုတခါတည်းလုပ်သွားမယ်ကြားသိရတယ်ဘယ်နှဦးလက်မှတ်ထိုးမလဲမသိဘူးကျွန်တော်ထင်တာမမောက်ဆိုရင်တော့ Louis Kelly နဲ့ Ethan Wayne တို့လို player တွေကိုတခါတည်းလက်မှတ်ထိုးပြီးတော့အဲ့ဒီနေ့မှာဂျာစီပါမိတ်ဆက်သွားမယ်ထင်တယ် ကျန်တဲ့ကစားသမားတွေမှာကျွန်တော်မျှော်မှန်းလို့ရတာကတော့လက်ရှိစာချုပ်ကိစ္စဆွေးနွေးရဆိုရင်ဘူကာအိုဆာကာရှိတယ်။နောက်ပြီးတော့ဂေဗရီယယ်မကာကြီးရှိတယ်။တော်မတ်ပါတီရှိတယ်။ဝီလျံဆာလီဝါရှိတယ်။ထရော့ဆက်ရှိတယ်။ဒီပလေယာတွေကတည့်ရောက်လဲပါကောင်းပါလာနေတယ်။အနည်းဆက်ဆုံးပါဗျာ။ဟိုကလေးနှစ်ကိုတတန်းတိုးလိုက်တဲ့ပုံစံမျိုးဒါလက်မှတ်စာချုပ်အစ်စ်ထိုးတဲ့ဟာကိုပဲကျွန်တော်တွေ့မြင်ရမှာပေါ့လေ။အဲ့တော့အင်းဒီကြောက်လို့ရှင်တော့အာဆင်နေကသူတို့ရဲ့ treatment အတိုင်းပဲ surprise ဆိုပြီးဘာကြီးလုပ်လာမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။တေချာတခါတော့မေလ18မတိုင်မီဆိုတဲ့အတွက်မေလ10ရက်ကနေ16နေ့အတွင်းတခုခုတော့ဖြစ်လာနိုင်ပါတယ်။ဒီ season လေးကိုဒီကောင်းကင်ကြီးပေါင်းပြီးတဲ့ show ဘလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမဆော့မယ်ဆိုတော့အဲ့တော့ဘာပဲဖုန်းနံပါတ်တင်ကြောက်95 395 63လုံး20ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနေပါတယ်။ iBackwish ကို Sport Internet ငါးသုံးလုံးမိတူကိုကစားလို့ရနေပါခင်ဗျာ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါအင်္ဂါနေ့ညအထူးသဖြင့် 30ရက်နေ့မနက်ခင်းအစောပိုင်းမြန်မာစစ်တပ်ကြီးတနအိကွန်းမှာကံမဲ့အာဆီနယ်တို့ကအင်ကွန်းမှာအခန့်ကျင်းပမဲ့ချန်ပီယံလိစီးရင်ဖိုင်နယ်ပထမကြော့ပွဲစဉ်ကိုကင်တွင်မဲ့ကွင်းလန်တိုင်းကိုသိရပါပြီ။အဲ့ဒီကွင်းလန်တိုင်းကတော့ဆလိုဗေးနီးယားဒိုင်လူကြီးဆလမ်ကိုဘင်စစ်ကိုသူကတော့အသက်45နှစ်ရှိပြီ။2010ခုနှစ်တကဒါဖီဗာမှာဒိုင်လူကြီးဖြစ်လုံနေခဲ့တာပေါ့လေ။အဲ့တော့သူကတော့အာဆီနယ်နဲ့ပတ်သက်ရင်မစိမ်းဘူး။ ကျွန်တော်တို့ဒီအော်တိုဘာ၂ရက်နေ့တုန်းက PSG အသင်းကိုချန်ပီယံလိအုပ်စုပွဲစဉ်ဖြစ်နှစ်ကိုးပြည့်နဲ့နိုင်တဲ့ပွဲစဉ်မှာတော့သူကကင်ွယ်ခဲ့တယ်။ဒါအာဆင်နယ်အိပ်ပွဲမှာနိုင်ခဲ့တယ်။နောက်ပြီးတော့2020 2021ဘောလုံးရာသီတုန်းကယူရိုပါလိမှာစီးရင်ဖိုင်နယ်ဖြစ်ဘီလာရီရဲ့ကိုကျွန်တော်တို့ဒုတိယအကြော့ကန်တဲ့ပွဲစဉ်ပေါ့လေစီးစီးတည်ကြတဲ့ပွဲစဉ်မှာဆိုရင်တော့သူကဒိုင်လူကြီးဖြစ်လုခဲ့တယ်။အာဆင်နယ်အိပ်ပွဲမှာမရှုံးခဲ့ရင်ပဲပထမအကြော့နှစ်ကိုးတကိုးရလက်ကြောင်းစီးဖိုင်နယ်အစီအရပဲဘီလာရီရဲ့ကိုရှုံးပြီးလက်ပြခဲ့ရတယ်။အဲ့တော့အာဆင်နယ်နဲ့ဒီဒိုင်လူကြီးနဲ့ မစိမ့်ဘူးအာဆီနီယဒီတိုင်လူကြီးရဲ့လက်အောက်မှာဆိုရင်ရှုံးပွဲမရှိသေးဘူးပြောလို့ရတယ်အဲ့နှစ်ကြိမ်လုံးမှာပေါ့လေအခုကတော့တက်တရတစ်ကြိမ်ဖြစ်အာဆီနီယနဲ့ PSG အသင်းပွဲစဉ်သူကကင်တွေရမှာပေါ့လေအဲ့ဆို30မိနစ်မနက်ခင်းအစောကြီးမှာကျွန်တော်ရဲ့ပုံမှန်ပြသနေကြဖြစ်တဲ့ ိုထွက်လိုက်အာဆင်နယ်လက်ဖေးဆိုင်ဆိုတဲ့ပိတ်မှာအမြဲတမ်းရှိပါမယ်အဲ့တော့ပွဲစဉ်ကတော့အရင်စိတ်ဝင်စားဖို့ကောင်းနေပြီအာဆင်နယ်ရောဒင်ပြေချက်ပြတကယ်ကောင်းကောင်းမှုမလူစင်းကိုသုံးဖို့ရှိတယ်ဂျာလက်မှာလည်းတပတ်လောက်အနားပေးထားတယ်ပါတီတူကလွင်တော်တော်များကစားသမားတွေပြန်ပါမယ်ဂျော်ဂျင်ညူကတော့မပါနိုင်လောက်သေးဘူးခိုင်ဘက်ကလည်းယာတီကုံကန်ဒီမှပြန်လာမယ်ဒီပွဲစဉ်မှာတော့ကာလာဖီယိုရီတို့ကိုပြန်မြင်ရနိုင်ချေရှိရပါလိမ့်အဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ